တေချာလေးတော့အားဆိုင်ပြီးတော့ပြင်ဆင်ရတယ်ဒါပေမဲ့အချိန်ကတော့အများကြီးမရခဲ့ပါဘူးအဲဆရာကောင်းတာလည်းပါပါလိမ့်မယ်ဆက်လို့ဟိုမွေးရပါပို့ပါလည်းပါလိမ့်မယ်ပေါ့နော်ကိုနေတို့ကအရှင်အပြည့်တွေအများကြီးရှိနေတယ်နော်လုံးဝဆွဲဆောင်ရတဲ့ဆိုတဲ့ခါကျတော့ဟိုတက်နေတဲ့တက်နေတဲ့တက်ဘက်မှာအမားဖြစ်သွားမှာဟုတ်ပဲတက်ဆိုးရိမ်နေတဲ့တက်ဘက်မှာအမားမရှိအောင်တက်ဘက်ကနေပြီးတော့ကင်ဆီမိနိုင်အောင်ကင်ဆီလိုက်ချိန်နိုင်အောင်တက်စူးစားပေါ့အဲ့တခုပါပဲမေတော်ဟိုးဆေယိုဆေယိုအငယ်ဆေယိုဟိုးဟိုးဟိုးဒီဒီရောဟိုးဒီမှာဖိမဲ့

ထက်ကိုကြည့်ပြီးတော့လေကာမီလိုက်တယ်။ဟိုမလင်းလို့ဆရာတင်ယူနေရတာပါ။ကဲပါမလင်းလို့ဆိုတာတကယ်ကိုအငိမ့်သဘင်နေရအစလေးသူရအများကြီးရှိပါ့မယ်။ကြိုင်နေတဲ့ကြိုင်နာပြီးရှုစိတ်စုတွေလည်းဝေးစိတ်မနှောပြောင်းမနဲ့ငွေငွေမင်းဟောင်းရောအော်တို့တင်မိလိုက်တာ။မင်းဝိုင်းလာဘူး။ မဲဝိုင်းငွေပေါ့မဲဝိုင်းအရောက်တွေ့ရတယ်အငွေတစ်စိတ်တည်းအရထားတာဆိုရဲခါကြတော့ဒါလင်းတော့ဆီနီယာပေါ့နော်အထက်တူကတော့အမှန်တော့ဟိုတေချာလေးတော့အားဆိုင်ပြီးတော့ပြင်ဆင်ရတယ်ဒါပေမဲ့အချိန်ကတော့အများကြီးများခဲ့ပါဘူးအဆရာကောင်းတာလည်းပါပါလိမ့်မယ်အထက်တူဟိုငွေရပါပို့ပါလည်းပါလိမ့်မယ်ပေါ့နော်အကိုနေတူနဲ့ထက်နေဆိုလို့ရှင်အိတ်ထက်တင်ထားတဲ့ဗီဒီယိုပါဆယ်ဗီဒီယိုကပထမဆုံးရက်ပေါ့စတင်နေရက်ပထမဆုံးရက်မှာပဲအချက်ချင်းတင်မယ်ချက်ချင်းတပိုက်ပြီးတပိုက်ပြီးတပိုက်တင်ပြီးသွားတယ်ချက်ချင်းရိုက်လိုက်တဲ့ဗီဒီယိုလေးပါ အဲရက်အကြိုက်တင်တာမဟုတ်ပါဘူးဒါပေမဲ့အဲပထမရက်မှာတော်တော်လေးကိုပြန်ဆောင်ရခင်သူမိရဲ့အဲကောက်ကွက်လေးလည်းဆရာကလည်းအဆင်ပြေလို့လည်းပြောရဲပရိုဂျက်ရဲ့သဘောကျကြရဲဆိုတဲ့ခါကျတော့အဲ့ဒီဗီဒီယိုလေးကအမတ်တရလည်းအခုပြန်တင်တဲ့ခါမှာတော်တော်လေးလည်းပဲတည်းကြိုက်ကြရပါတော့နော်ဟိုချီးကျူးပေးကြရတယ်တကယ်ကျေးဇူးတင်ပါရဲ့လို့အဲထက်ရဲ့ talent တစ်ခုအနေနဲ့အဲဒီကားမှာဟိုဟိုမျိုးနဲ့ creator နဲ့အဲ အန်ဘယ်လိုပြောအန်အန်ဝင်ဝင်ကြမဟုတ်ဘူးတစ်ခါအရန်တွတ်တော်လဲလိုက်နိုင်တာပေါ့နော်အဲ့လိုပြီးသွားရဆိုတော့လည်းဝမ်းတာပေါ့နော်ဟုတ်ဒီမြန်မာ traditional အရကကိုမင်းမီတယောက်အနေနဲ့လည်းဘယ်လိုဖြစ်သင်ယူပြီးတော့ကကနိုင်တယ်ဆိုရရလဲဒါဘယ်လိုပဲဖြစ်ဖြစ်အာအနုပညာလောက်ပြီဆိုရင်ဒါရီအသိယူတက်မြောက်တဲ့တဲမှာလဲပါတဲ့ဒုတိယလို့ပြောစင်ပါတယ်မြန်မာ traditional အကကဒီဥရှိရတော်မူဆိုတာကမြန်မာရဲ့ရိုးရာဓလေ့မှာဆိုရင်အလှူမင်္ဂလာပွဲတွေမှာမပါမဖြစ်တဲ့ အဲဒါအကတခုဖြစ်တဲ့အတွက်ကြောင့်ဒါကိုလည်းအဲအတိမ်ဆောင်အမှားကြီးမဖြစ်အောင်သတိလေးထားပြီးတော့ဒီစာလေးလာတင်ယူပြီးကတဲ့အတွက်ကြောင့်လည်းလင်းရတော့ခုံပြီးရပါတော့ဆိုလင်းတို့ကိုယ်တိုင်ကလည်းဒီသဘင်နဲ့ပတ်သက်ပြီးဒီအမှုပညာထဲမှာဆိုအကနဲ့ပတ်သက်ပြီးတော့လည်းအဲနား literally နားလဲတဲ့လူဆိုတော့ဒါတိစာစူးစားပြီးခါချိုးတာတွေပါတယ်တိစာကထားတာဆိုတော့အားပြောမတက်သေးတဲ့အရာကိုမွေးရတာဘယ်သူမှမတက်ဘူးပေါ့နော်တိစာတင်ယူပြီးတော့ ဒါပါဝင်တင်ဆောင်တဲ့အတွက်ကြောင့်တော့ congratulation ပါလို့လောကမှာလူတိုင်းကမသိတာမရှိဘူးပေါ့နော်မမသိတာမတတ်တာမရှိဘူးမလုတ်ချင်လို့ဒါအားလုံးကနေကြတာပဲရှိကြလေအဲ့တော့စူးစမ်းအားထုတ်လိုက်ပြီဆိုရင်အကုန်လုံးကတော့လွယ်ပါတယ်အားလုံးကပခုံးတစ်ခါကြာခေါင်းပေါက်ခေါင်းပေါက်တဲ့သူတွေပဲဆိုအကုန်လုံးအဲတို့ဖြစ်စိတ်ဆက်ကြရအယုတ်ထင်နိုင်ပါတယ်တဲ့နဲ့ကိုရုံးနေဆိုဟိုအားလုံးပြောကြတာအရက်ကမြန်ဆိုအရန်ရှည်ရောမြန်မာအကကရင်ခက်ခဲတာအဲ့ ခွင်ရတာလေအရင်အဲ့လိုပို့ပြီးတော့ဟိုဥရှိတော်မှုကိုဆိုရဲခုရတာပေါ့နော်အရာစင်မှာတော့အရင်မခွင်ရသေးဘူးတကယ်အပြစ်မှာကားရခါကြတော့တကယ်အရင်ခွင်ရတယ်အောက်ကလည်းဖက်နက်ကလေးကလေးပါအမြင်လေးလည်းပါတယ်ပြီးတကယ်ရိုက်တဲ့ရိုက်ခွင်းပေါ်မှာတော်တော်ဟိုမှာအက်ကွန်လေးနဲ့ရာစင်အရင်ပူရထောက်ချက်မှာဝတ်စုံပြည့်ဝတ်စုံပြည့်ဝတ်ပြီးတော့စက်တိုက်ကင်မရာတောက်ရှိုက်လိုက်တာဆိုအဲ့အချင်းတပုတ်တပုတ်အစဆုံးကပ်ပြီးသွားပြီဆိုရဲလို့ကတော်တော်လေးတကယ်ကြွေးထွက်ပြီးသွားအဲ့မှာ၁၀ကအနည်းဆုံးပဲ တောက်လျှောက်စက်တိုက်ကိုစက်ကောက်အနေနဲ့ဘေးထဲမှာလည်းလူအုပ်ကြီးကအုပ်ပြီးကျွန်းနေတယ်ဖျောင်းဖျောင်းဖျောင်းလို့တီးကြတာပေါ့နော်ဆိုအဲ့ဒီမှာစက်ကောက်လို့အကတာစက်တိုက်ကိုချွေးဆိုတာနှစ်ဖူးကချွေးအဲ့လိုချိန်မှတော့မဟုတ်ဘူးမြေကြီးအောင်စိတ်ဝင်ပြီးတော့ဟိုစမ်းရည်တွေပဲသွားလောက်တယ်လောက်ဖြစ်တော်တော်ပူလာပါဒါပေမဲ့စိတ်တစ်ခုပါနော်စိတ်တစ်ခုနဲ့လေဘေးထဲလို့ကောင်းတယ်ကောင်းတယ်အာသူကတီတီဝန်းလို့ဩအလီဝါတို့ကောင်းတယ်ကောင်းတယ်ကောင်းတယ်လောက်တာလောက်တာအားပေးကြတာပေါ့နော်အဲ့ပြောရမယ်ဆိုဝိုင်းရဲမှာဒီနဗန်းတဲ့တဲ့ဝိုင်းပြင်းလာလေဝိုင်းအားပေးကြတယ်လို့ပြောအဲ့လိုအားရပေးကြတော့အားရှိပြီးတော့အဲ့လိုစိတ်နဲ့ပဲလို့ပြည့်ရှင်မမ သွားတာအမေပြည်သူတွေကြိုက်တယ်ဆိုရင်တော့ကျင်းနေတာကိုနေတော့အရှိမအတွေ့အကြုံလည်းအများကြီးရှိတယ်ပြီးတော့လုံးဝဆွဲဆုံရတဲ့ဆိုတဲ့ခါကျတော့ဟိုတက်နေနဲ့တက်နေနဲ့တက်ဘက်မှာအမားဖြစ်သွားမှာဟုတ်ပဲတက်ဆိုးရိမ်နေတက်ဘက်မှာအမားမရှိအောင်တက်ဘက်ကနေပြီးတော့ chemistry မိနိုင်အောင် chemistry လိုက်ချိန်နိုင်အောင်တက်စူးစားပေါ့အဲ့တခုပါပဲဝါသနာပါတာငငယ်လေးတွေကဝါသနာပါတာဆိုတော့လေသိစားလေးတို့ကျတော့ပြိုင်မွဲပြန်ရတဲ့ဟာဆိုတော့လေသိစားစီးတွေဝါးတွေနဲ့တို့သတ်မှတ်ပေးထားတဲ့တီးလုံးတွေမှာ အဝင်ခွင့်ကြမလွဲအောင်တိစပြိုင်လာရတာဗောနော်ရန်ကုန်တိုင်းစစ်မှာဆိုပေမဲ့မင်းသားတွေကအများကြီးပဲဟိုခရိုင်ဘောင်းဆောင်မှာလာပြိုင်ကြတာဆိုတော့အဲ့ထက်မှမှနှစ်ယောက်တည်းရွေးတာဆိုတော့တင်မောင်ဆမ်မုန်းနဲ့ကိုနေကတော့ရွေးချက်ခံရတာဆိုတော့အဲငငယ်လေးတွေကတော့အဲ့လိုမျိုးဝါသနာရှိတယ်ဗောနော်လူပညာပို့ပေါ့ငါရန်ဆက်နှစ်နှစ်ကိုတို့ပါနေမျိုးဆိုတာဘဝဆက်ဆက်အရှင်းမှာဟိုတင်ကြားခဲ့တာရှိလို့ဟုတ်ကဲ့ပါဟုတ်ကဲ့